ဇေဒရာတိုင်းမီကိုနက်ဖကရဲ့ကျူးကျော်သိမ်းပိုက်ချိန်မှာဂေရိုကစင်ထရာရဲ့အချုပ်ထောင်တွေမှာအဖမ်းခံထားပါရီအဲဒါကြောင့်ဂေရိုလည်းပဲအပြင်မှာစစ်ပွဲတွေပြင်းထန်နေတဲ့အချိန်အဆောင်စီကတော့လူပြီးတော့လွတ်လာခဲ့ပါရီအဲနောက်တော့ဂေရိုကစီရီလောက်ရှာရင်းနဲ့မြင်းသမီးနက်ဖကစစ်သားတွေကိုတတ်နေချိန်မှာဘေးမကလန်ဒီယာနန်းဆောင်ပေါ်ကခုံချတီးသွားတာကိုတွေ့လိုက်ရပါရီအဲဒါကြောင့်ဂေရိုလည်းကလန်ဒီယာနန်းဆောင်စီကိုတတ်သွားပြီးနက်ဖကတပ်သားတယောက်ကိုဖမ်းဆီးစစ်မေးခဲ့ပေမဲ့စစ်သားကဝါရဖြန့်မော်ပညာထိန်းချုပ်ခံနေရအကြောင်းမလို့မေးမရဘဲနဲ့တပ်ပလိုက်ပါရီ ိုင်နော်တော့ဂေရိုလေဂလန်ဒီယာသူ့စကောက်လက်မခံမဲအတ္တကြီးခဲ့တဲ့အတွက်စီရီလာဒုက္ခတွေ့ရတဲ့အကြောင်းပြန်တွေးမိရင်းနန်းဆောင်လေးကပြန်ထွက်လာခဲ့ပါရီစင်ဒရာကိုလာခဲ့တဲ့သူ့ရဲ့ရည်ရွယ်ချက်ကစစ်ပွဲတွေဝင်ပါဖို့မဟုတ်ပဲကံကြမ္မာအသက်ကြွေးရထားတဲ့စီရီလာကိုတာဝန်အရစောင့်ရှောက်ဖို့ရောက်လာခဲ့ရတာကြောင့်မလို့ဂေရိုလေပဲစစ်ပွဲကိုကြောခိုင်းပြီးတော့မြို့ပြင်ထွက်လာခဲ့ပါရီမျိုးပြုံရောက်တဲ့အခါမှာတော့နေမီတစ်ခုလုံးအလောင်းတွေပြန်ကျင်းနေတဲ့ကြားထဲမှာအဖိုးကြီးတယောက်ကအလောင်းတွေကိုမြင်းမြုပ်နေတာတွေ့လိုက်ပါရီအဲဒီအချိန်ဂေရိုရဲ့ဝေချာအတိကမိစ္ဆာရှိနေကြအောင်တန်တရားဝင်လာကြအောင်အ အဖိုးရဲ့အိမ်မြန်မှုကေတော့ပြောလိုက်ပါလေအဖိုးရလေဘရင် အာနာယူရဲ့အတ္တတွေကြောင့်မြေစာပေဖြစ်ခဲ့ရတဲ့အလောင်းတွေကိုကောင်းကင်ဘုံရောက်အောင်တူတက်နိုင်တဲ့နီးနဲ့ကူညီပေးနေတာဖြစ်လို့ကေတော့လည်းပဲဝင်းကူချင်းကူမကူချင်းပြန်တော့လို့ပြန်ပြောလိုက်ပါလေကေတော့ကလည်းသူနဲ့မဆိုင်တဲ့ကိစ္စအကြောင်းဝင်းမပါဘူးလို့ပြောပြီးအရှိကိုဆက်ထွက်လာခဲ့ပါလေအဖိုးကြီးလည်းအလောင်းတွေကိုမြေဆက်မြုပ်နေတော့မြေကြီးတွေကရိုးကြောင့်မိစာကြီးထွက်လာပြီးတော့တိုက်ခိုက်တာခံရလိုက်ရပါလေ ကေရောလေမျက်နှာလွေထွက်သွားပြီးမှသူ့ရဲ့စိတ်ကမနေနိုင်တာကြောင့်မလို့ဝီချာစီတောက်ပြီးတော့အဖိုးကြီးစီကိုပြန်ရောက်လာကမိစားရီကိုတက်ခိုက်လိုက်ပါရီပြီးတော့မှမိစားရီကအုပ်လိုက်နေတဲ့အမျိုးအစားတွေဖြစ်လို့တစ်ချက်ကိုက်မိရာနဲ့တေးမဲ့အကြောင်းအဖိုးကြီးကိုရှင်းပြကအိမ်ပြန်ခိုင်းလိုက်ပါရီအဖိုးကြီးကလည်း "तू မရှိရင်ကေရောလေအကိုက်ခံရနိုင်တဲ့အတွက်သူ့ဘာကူညီမေးလို့ပြောပေမဲ့နောက်ထပ်မိစားရီအများကြီးပေါ်လာတာကြောင့်အဖိုးကြီးလည်းပဲပုံနေလိုက်ပါရီကေရောလေအယိုးကြောင့်မိစားရီကိုအသေးအံတိုက်ခိုက်ရင်းအကုန်လုံးကိုရှင်းပြနိုင်လိုက်ပေမဲ့တစ်ချက်အကိုက်ခံလိုက်ရတဲ့အတွက်မေးလဲကြသွားပါရီ နောက်ကဲမှာတော့အရီဒူးစာမော်ထိပ်သည့်အစည်းအဝေးမှာစထရိတ်ကေဘောတို့ဘက်ချန်းကိုမဲရှုံခဲ့တဲ့ထက်စီရာတို့အဖွဲ့ကနက်ဖကာတွေကိုမဖြစ်မနေတားအောင်မလို့အရီဒူးစာကနေပြီးတော့ခွဲထွက်လာခဲ့ကြပါတယ်။ထက်စီရာတောင်းဆိုကြကြောင်းရနီဖာလည်းပဲထက်စီရာတို့အဖွဲ့နဲ့အတူတူပေးလေကိုဖျက်ဖို့အတွက်လိုက်ပါလာခဲ့ပါတယ်။လည်းရောက်တဲ့အခါမှာဗေဂါ4ကသူတို့ရဲ့ယူရချက်အစီအစဉ်တွေကိုပြောပြခဲ့ပါတယ်။နက်ဖကာတွေစင်ထရာကိုသိမ်းပြီးတဲ့အခါ Ever ခံတက်ရွာကိုထပ်ပြီးတော့တင်ပိုက်နိုင်ခဲ့မယ်ဆိုရင်မြောက်ပိုင်းနေမြေကြီးစီကိုဆက်ပြီးတော့ကျူးကျော်ဖို့လမ်းကြောင်းပွေသွားတော့မယ်ကြောင့် Vega 4ကအရင်ဆုံးပြောလိုက်ပါတယ် ီးတော့မှသူတို့အဖွဲ့အယောက်60ကအာဗန်ခံတက်ယူဟာမကြရေးအတွက်အဓိကကာကွယ်ပေးထားရေး Nef Guard ရဲ့အစီအစဉ်ကိုနှောက်ယှက်ရမယ်လို့ပြောလိုက်ပါတယ်။တစီရာကလည်းမြောက်ပိုင်းနေမြေအပါအဝင်ဒါမေရီယာတိုင်းမြေ Gate 1တိုင်းမြေတွေကိုလည်းအကြောင်းကြားထားပြီးပြီမလို့နောက်နေ့ရက်နေရင်စစ်ကူတွေရောက်လာလိမ့်မယ်လို့ရှင်းပြလိုက်ပါတယ်။အဲဒါကြောင့်လောလောဆယ်သူတို့တပ်ဖွဲ့က Evan ခံတက်ယွာပိုင်းနဲ့ပူးပေါင်းပြီးတော့ခံတက်မကြအောင်လို့ကာကွယ်ထားဖို့ဆိုရန်တောင်ကုန်းကိုကြော်ပြီးတော့ခိုင်တက်စီကိုရအောင်အရင်သွားထားရမယ်လို့အသေးစိတ်ပြောပြလိုက်ပါတယ်။ ကမ်းကြီးရောက်တဲ့ခါမှာအကုံလုံးကအေဗန်ခန်ဒက်စီကိုသွားဖို့ဆိုရန်တောင်တန်းကိုကြော်ဖြတ်ပြီးတော့ခီးဆက်လာခဲ့ကြပါသည်ခန်ဒက်စီကိုရောက်တဲ့ခါမှာတော့ရွာသားကောင်းဆောင်ကလာကြိုးကြီးနဲ့ခန်ဒက်မှာရောက်နေကြတဲ့ရွာသားတွေအကုံလုံးရဲ့အိမ်ကနက်ဖကာရီရဲ့စစ်ကြောင်းတစ်လျှောက်မှာမီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အတွက်စစ်ပေးရှောင်လာတဲ့ဒုက္ခသည်တွေဖြစ်ကြောင်းရှင်းပြလိုက်ပါသည်ရန်နီဖာကတော့မိုင်ယူရဲ့ဆန်နဲ့စိတ်တက်လို့ပဲလို့ဝင်ပြောကနက်ဖကာရီရဲ့ရက်ဆက်ယုံမှမှုတွေကပြောစရာစကားမရှိတော့အောင်ထိဖြစ်နေရမလို့ကလေးရဲ့တကြီးရွယ်ဦးတွေကိုခေါ်ပြီးတော့ပုံနေချဖို့တိုက်တွန်းလိုက်ပါသည်နက်ဖကာရီရဲ့လက်ကနေပြီးတော့ လွတ်အောင်ပုံလို့ရမယ့်နေရာမရှိဘူးလို့ပြောပြီးတော့အဆုံးသက်နိုင်မှလွတ်လပ်တဲ့ဘဝတွေကိုပြန်ရမှာမလို့တိုက်ခိုက်ဖို့တလမ်းပဲရှိရလို့ထပ်ပြောလိုက်ပါတယ်။ Trace Mary Ghost ကလည်း Nevga တွေကိုနိုင်အောင်တိုက်နိုင်မယ်လို့ယုံကြည်လားဆိုပြီးတော့မေးလိုက်တဲ့အခါမှာရွာသားခေါင်းဆောင်ကလည်းသူတို့အတွက်အကူအညီရရင်မဖြစ်ဖြစ်အောင်အနိုင်တိုက်မယ်လို့ပြန်ပြောလိုက်ပါတယ်။ရွာသားတွေရဲ့နာကြီးတဲ့ခံစားချက်နဲ့ခံယူချက်တွေကြောင့် Verify တို့အဖွဲ့လည်းပဲ Nevga တွေကိုခုခံဖို့ပိုတက်ကြွသွားပြီးတော့လက်နက်တွေကိုစတင်ပြင်ဆင်နေကြပါတယ်။ ရွာသားတွေကလည်းသူတို့တိုင်နဲ့လေးတွေမြားတွေအကုန်လုံးလုံနေကြတယ်မှာမော်စရာအဖွဲကလည်းပဲမော်ပညာနဲ့ဖောက်ခွဲပစ္စည်းတွေကိုပေါ်ဆက်ဖန်ဆင်းနေကြပါတယ်ညအောင်တဲ့ခါမှာခန်တက်အောက်ဘက်မှာရွာသားတွေနဲ့မော်စရာတွေကမီးပုံပွဲလုံနေကြတော့ Renifer လည်းခန်တက်ပေါ်တက်ကြည့်ရင်လေးမြားတွေကိုနေရာချနေတဲ့အမျိုးသမီးတယောက်ကိုတွေ့ကာသူတို့မှရှိတဲ့လက်နက်ကအကုန်မဲလာလို့မေးလိုက်ပါတယ်အမျိုးသမီးကလည်းဒေးတက်ပို့ပြီးတော့သူတို့ရှာပေးခြင်းမိမိ Nefgar တွေကလမ်းတွေကိုပိတ်ဆို့ထားတဲ့အတွက်ဒီလောက်ပဲတက်နိုင်ကြအောင်ပြန်ပြောလိုက်ပါတယ် ရနီဗာလေအမျိုးသမီးကိုအောက်ကလူရင်းနဲ့ခဏဖြစ်ဖြစ်သွားပြီးတော့မပြောဘူးလားလို့မေးတဲ့ခါမှာအမျိုးသမီးကလည်းသူပိုင်ဆိုင်သမ ्या တွေလူယူဖြက်စီးခံလိုက်ရတာမကြသေးတဲ့အတွက် ပြောရွှေစရာကြီးနဲ့နေသားမကြသေးတဲ့အကြောင်းပြန်ပြောလိုက်ပါရီရနီဗာကလည်းစိတ်မကောင်းဖြစ်သွားပြီးအနားငံ့မွေးတစ်ချောင်းကိုမော်ဂါရာနဲ့ပွားသွောင်းလုပ်ပြလိုက်ပါရီအမျိုးသမီးကလည်းအားကျသွားပြီးတော့သူသာအဲ့လိုပညာမျိုးတက်ရင်လက်နက်တွေအများကြီးလုပေးနိုင်မှာလို့ပြန်ပြောလိုက်ပါရီရနီဗာကလည်းမော်ဆွမ်းနဲ့ဖန်တီးထားတွေဖြစ်လို့မော်ရီယာဘယ်တော့မှအစစ်မှန်မဟုတ်ဘူးလို့ပြောပြီးတော့ဖြေးသိမ့်ပေးလိုက်ပါရီ အဲ့တော့တော့ Renifa ကလေအောက်ပြန်ဆင်းလာရင် Mary Ghost နဲ့တွေ့ကအတူစကားပြောလာကြပါတယ် Mary Ghost ကထေဆူရာနဲ့ Vega Ford တို့အတူထိုင်နေရမြင်ပြီးတော့တို့နှစ်ယောက်ညားသွားနိုင်လားလို့စားနောက်တယ်လို့ပြောပါတယ် Renifa တော့ဘာမှပြန်မပြေပဲ Mary Ghost က Tameria ဘေးစီမှာအလုပ်လုပ်ခဲ့ဘူးတာမလို့ Tameria စစ်ကူတွေရောက်လာနိုင်လားလို့မေးပါတယ် Mary Ghost ကလည်းစစ်ကူတွေရောက်လာမှတေးကြပေမဲ့နည်းနည်းနောက်ကျနိုင်တဲ့အကြောင်းပြန်ပြောလိုက်ပါတယ် Renifa ကလည်း Tameria ဘေးရင် Fortress ရဲ့တမီးကို မိစာဘဝကနေမေရီကယ်လိုက်နေတာတော်ရဲအကြောင်းချီးကျူးလိုက်ပါရီမေရီကတော့သူတော်တည်းမဟုတ်ဘဲနဲ့ရီဗီရာမျိုးကဂေရော့ဆိုတဲ့ဝစ်ချာတယောက်ကြောင့်ကယ်နိုင်ခဲ့တဲ့အကြောင်းပြန်ရှင်းပြရင်းနဲ့ရန်နီဖာနဲ့ဂေရော့ရဲ့ဇာတ်လမ်းတွေကိုမသိဘဲနဲ့ဂေရော့ရဲ့ဆွဲဆောင်မှုရှိတဲ့အကြောင်းလို့ပြောပြနေပါရီရန်နီဖာလည်းဂေရော့နဲ့ဇာတ်လမ်းပြတ်လာအကြောင်းမလို့စိတ်နာပြီးတော့ဝစ်ချာရီကတောက်ကျင့်ကောင်းတဲ့လူတွေမဟုတ်လို့ဂီယူဆိုင်ဖို့မှာကဒက်စီရာစီကိုထွက်လာခဲ့ပါရီအဲ့တော့ဒက်စီရာနဲ့သားမီလိုမျိုးစကားစမိပြောရင်းနဲ့အနားယူဖို့လှုပ်လိုက်ကြပါရီ အဲဒီအချိန်နက်ကစစ်တပ်မှလည်းပဲစစ်သူကြီးကဟန်နဲ့လက်ထောက်တို့ကမြောက်ပိုင်းကိုသိမ်းဖို့အတွက်စစ်ပြူဟာချပြီးတော့ဆွေးနွေးနေကြပါတယ်။လက်ထောက်စစ်သူကြီးကလည်းပဲတာမေရီယာစစ်တပ်တွေနဲ့တိုက်ခိုက်ဖို့ကမလွယ်ကူတဲ့အကြောင်းပြန်ပြောတဲ့အခါမှာကဟတ်ကလည်းအေဗန်ခန်တက်ကိုသိမ်းနိုင်တာနဲ့ခြေကုပ်ယူပြီးတော့မြောက်ပိုင်းကိုဆက်သိမ်းမယ့်အကြောင်းပဲပြန်ပြောလိုက်ပါတယ်။အဲဒီအချိန်ဖရန်ဂျီလာရောက်လာပြီးတော့ခန်တက်မှာအရီဒူဇာကမော်ဖွဲ့ရောက်နေကြောင်းတချိုရီစီကသတင်းရတယ်လို့ပြောလိုက်ပါတယ်။လက်ထောက်စစ်သူကြီးကလည်းမော်ပင်ညာနဲ့တိုက်ခိုက်ဖို့မလွယ်တဲ့အတွက်ထိုးစစ်ကိုခဏရထားဖို့အတွက်စစ်သူကြီးကိုထပ်ပြောလိုက်ပါတယ်။ ဖရန်ဂျီလာလည်းအရီတူစားမော်ပညာတွေဟာအကန့်အသတ်တွေနဲ့ဘောင်းလေးနဲ့မလို့သူကဘာအကန့်သတ်ချက်မှမရှိတဲ့မော်ဆွမ်းတွေနဲ့အေးစေးအနိုင်ယူလို့ရတဲ့အကြောင်းပြောကလက်တော်စစ်သူကြီးကိုအားပေးလိုက်ပါရီစစ်သူကြီးဟကလည်းခန္ဓာကိုသိမ်းဖို့အတွက်မော်ဖွဲ့တွေရဲ့အင်အားအခြေအနေစမ်းရမယ်လို့ပြောကအပြင်ထွက်လာခဲ့ပါရီနောက်တစ်ခါမှာတော့မျိုးငယ်တစ်ခုကလည်းမိမတယောက်စီကမင်းနီကိုခိုးပြီးတော့ထွက်ပြေးလာတဲ့စီရဲလာကညာပိုင်းခီးနားနေတော့မှလူတချို့ရဲ့တိုက်ခိုက်တာကိုခံလိုက်ရတဲ့အတွက်သူ့ကိုယ်တွေကမော်ပညာနိုးထလာပြီးတော့အကုန်လုံးတပ်ပလိုက်ပါရော ောက်တစ်နေ့မနက်စီဝဲလာနိုးတဲ့အခါမှာတော့ဘာမှမမှတ်မိတော့ပဲသူ့ရဲ့ဘေးပပတ်လေးမှာအလောင်းတွေထက်နေရတွေ့ပြီးတော့သူ့ဘဝသူကိုနာကြီးနေခဲ့ပါလေ။အဲဒီအချိန်စီဝဲလာမြင်းကိုလာတဲ့မြင်းပိုက်ရှင်အမျိုးသမီးရောက်လာပြီးတော့ကြောက်လန့်နေတဲ့စီဝဲလာကိုအိမ်ကိုခေါ်သွားခဲ့ပါလေ။ညာဘက်ရောက်တဲ့အခါမှာအမျိုးသမီးရဲ့သားကနောက်ထပ်မြင်းကောင်တန်ရှင်းလုံနေတော့စီဝဲလာကိုစေဘေးဒုက္ခတွေလားလို့မေးပြီးတော့နက်ဖကာရီရဲ့ကျူးကျော်စေကြောင့်တို့နေရာလေးကနေပြီးတော့ဖြစ်ပြရတဲ့ဒုက္ခတွေကိုအမြဲတမ်းတွေ့နေရတယ်လို့ပြောလိုက်ပါရီ။ဇေဝလာကတော့ဘာမှပြန်မပြောဘဲနဲ့ငြိမ်ပြီးတော့ကြည့်နေတော့အမျိုးသမီးရောက်လာပြီးတော့ သူ့သားကိုစူပူကစီရီလောက်ကိုတမင်းတယောက်လိုမျိုးစိတ်အေးအောင်ချုံနေပါတယ်။အဲဒီအချိန်ကောင်းကင်မှာမိတိုင်းတစ်ခုဖြတ်တန်းပြန်သွားအောင်ကြောင်းမလို့ကောင်းလေးကနက်ဖကတွေထိုးစစ်စပြန်ပြီလို့ပြောလိုက်ပါတယ်။အေဗန်ခန်တက်မှာတော့အကုန်လုံးကအိမ်မောကြနေတော့နက်ဖကတွေပြစ်လိုက်တဲ့မော်မီတိုင်းရောက်လာချိန်ရန်နီဖာလန်နိုးလာပြီးတော့မော်မီတောင်ပြန်ခုခံကခန်တက်နဲ့ဝေးရစီလွှဲချနိုင်ခဲ့ပါတယ်။အဲနောက်တော့ရန်နီဖာကလည်းအကုန်လုံးနိုးလိုက်ပြီးတော့နက်ဖကတွေစားတိုက်နေတဲ့အကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့မှလည်းပဲဖရန်ဂျီလာကသူ့မော်တဘေးတွေရဲ့မော်အစွမ်းကိုအကုန်တုံးလိုက်ပြီးတော့ မော်မီရဲ့နောက်တစ်ခုဖန်ဒီကခန်နက်စီကိုထပ်ပစ်ဖို့ခိုင်းလိုက်ပါရီမော်တဘဲမှာတယောက်ကလည်းဖရန်ဂျီလာကိုကြောက်ရတာကြောင့်မလို့သူအစွမ်းအကုန်လုံးနဲ့မော်မီလုံးကိုဖန်ဆင်းပြီးတဲ့နောက်ပြာကျသေးဆုံးသွားပါရီရန်ဒီဖာရိုဘက်ကလည်းနောက်တစ်လုံးကိုပါရှောင်လွှဲနိုင်ခဲ့တာကြောင့်မလို့ဖရန်ဂျီလာရဲ့ခန်နက်မှာရှိတဲ့မော်ဝင်အားကိုအာယုံခံမိသွားခဲ့ပါရီအဲဒါကြောင့်သူ့မော်စွမ်းနဲ့ပစ္စည်းတစ်ခုကိုဖန်ဆင်းပြီးတော့တက်တာဘူးတစ်ခုကိုမော်တဘဲတယောက်ကိုပေးကမော်စွမ်းအကုန်သုံးပြီးတော့ခန်နက်ထဲကိုရောက်အောင်တည်သွားဖို့အမိန်ပေးလိုက်ပါရီ နောက်တစ်နေ့မှာတော့ Air Khan တမရှိရဲ့ Tasira ရုပ်အဖွဲ့ကတညာလုံး Navga တွေဆက်ပြီးတော့တိုက်ခိုက်လာမှောင်စောင့်ရင်းနဲ့ Vega 4ကမြောက်ပိုင်းစစ်ကူတွေရောက်တဲ့အချိန်ထိစောင့်လို့မရတော့ရကြောင်းပြောလိုက်ပါရီ Navga တွေကသူတို့ခံမှန်းထားတာတည်းစောပြီးတော့တိုက်ခိုက်လာကြအောင်မလို့ရှိသမျှအင်အားနဲ့ကုကန်ရတော့မေးလို့ Vega 4ကပြောလိုက်ပါရီအဲဒီအချိန်ဆိုရန်တောင်တန်းတစ်ခုလုံးမှာမြူဝိုးတွေဖုံးလွှမ်းလာတာအကုန်လုံးတွေးလိုက်ရပါရီ Frangila ရဲ့မော်တဘဲတယောက်ကမိโกမြူတွေဖန်ဆင်းရင်းတောင်တန်းတစ်လျှောက်ဆင်းလာနေတာကိုခံစားမိသွားတဲ့ Tasira ကလည်း ဇရီနာကိုရွာသားရင်နဲ့လက်နက်တိုက်ကနေပြီးတော့စောင့်နေဖို့အမိန်ပေးလိုက်ပါတယ်။မေရီဂိုးစ်ကိုတော့သူနဲ့တူတူလိုက်ခဲ့ဖို့ခေါ်ရင်းနဲ့ရန်နီဖာကိုအဓိကမျှော်စင်ပေါ်ကနေစောင့်ကြည့်နေဖို့နေရာချလိုက်ပါတယ်။ရန်နီဖာကလေသူ့ကိုအဓိကနေရာထားလို့အန်အောနေတဲ့အချိန်တက်စီရာကရန်နီဖာရဲ့မော်စွမ်းအင်အားကိုရန်နီဖာကိုရိုက်ထက်သူကပိုတိနေရာကြောင်းမလို့ရန်နီဖာကိုအတက်နိုင်ဆုံးစိတ်ကိုထိန်းချုပ်တိုက်ခိုက်ဖို့အတွက်သတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်အယိုးကြောင့်မိစ္ဆာအကိုက်ခံလိုက်ရတဲ့ဂဲရော့ကိုအလောင်းမြုပ်နေတဲ့အဖိုးကြီးကလဲပေါ်တင်ခေါ်လာခဲ့ပါတယ် ကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပြစီဗျာခီးထွက်လာပဲဖြစ်ဖြစ်အလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကိုရောက်လာခဲ့ရင်မြန်မာစားစာလေးတွေကိုအေးအေးဆေးဆေးစားသုံးလို့ရမယ်စားတောက်ဆိုင်လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီအိတ်စားတောက်ဆိုင်လေးမှာဆိုရင်တော့မြန်မာရိုးရာစားတောက်တွေကိုဝိုင်းစပိုမှုကြီးတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတာဖြစ်လို့ရတာကတော့အကြိုက်တွေ့ရမယ်ဆိုတာသိကြပါပဲမြန်မာစားစာတွေမကထိုင်းရိုးရာစားစာတွေကိုလည်းမှာယူနိုင်ပါတယ်အစားတိုင်းဆိုရင်တော့အဆင်မပြေဘူးဆိုသူများတော့လေအဖျော်ရမကများလည်းသုံးဆောင်နိုင်ပါသေးတယ်ဒါတွေမလားဆိုရင်တော့ပဲဟုတ်မလဲဗျာ ဒီအိမ်စားသောက်ဆိုင်မှာနေခြင်းပေးအခန်းကားဝန်ဆောင်မှုကိုလည်းအသက်သာဆုံးနှုံးထားတွင်လည်းစီစဉ်ပေးထားပါသေးတယ်။နောက်ထပ်တစ်ခုကအလဲဗီဇာတက်တန်းတိုးခြင်းသေးတာလား။အလဲဗီဇာကလည်းရေရှည်နေလို့ရမယ့်ဗီဇာတစ်ခုခုကိုပြောင်းလဲခြင်းသေးတာလား။အေးစေးကလေးမွေးလို့ဆိုရအောင်စားဖိတီရှိပါသေးတယ်။နောက်ဆုံးချက်အနေနဲ့တင်တော်တဲ့ဈေးနှုန်းကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့စီစဉ်ပေးနေတဲ့ခီးသွွားဝန်ဆောင်မှုပါဝင်လေးစိတ်အချို့ပို့ပစ်ကပ်စားဖိလည်းရှိပါသေးတယ်ခင်ဗျာ။ဒီအင်းစားသောဆိုင်ကနေထိုင်းနိုင်ငံနာမည်ကြီး IGCM မောကို BDS နံပါတ်တိုင်းစီးုံနဲ့ရောက်မှလည်းဖြစ်ပါတယ် ီအိမ်စားသောက်ဆိုင်လေးကိုလာမယ်ဆိုရင်တော့ဝဝင်ရိုင်မှတ်တိုင်းဒီ BDS စီးလာပြီးတော့အေဂျင်နံပါတ်4ကနေဆင်းလိုက်တာနဲ့ရှင်းသားကမြင်နေရတဲ့ခွန်တော်မူရီလေးလမ်းတဲကိုဝင်လာခဲ့ုံပါပဲခင်ဗျာအေဗန်ခန်နဲ့တဲမှာလေစပရီနာကရွာသားတွေကိုလေးများဖောက်ခွဲပစ္စည်းတွေပေးပြီးတော့အတင်းဆောင်နေပါတယ်ရနီဗာရောမျောစင်ဘော်ကနေပြီးတော့မော်အာယုံခံပြီးနက်ကရှီပြေတက်သားတွေနီးလာမယ်အချိန်ထိစောင့်မှုအတွက်ဆပရီနာကိုစိတ်ချင်းဆက်သွယ်ပြောလိုက်ပါတယ်အဲနောက်တော့ထက်စီရာနဲ့မေရီဂိုးစ်တို့ကခံတက်အပြင်ကိုထွက်သွားတဲ့အချိန်ရနီဖာက ချက်စီရောဘက်ကိုရန်သူတွေနီးလာပြီလို့စိတ်ထရပြောလိုက်ပါတယ်ချက်စီရောကလည်းရန်နီဖာပြောတာကြားအနေမေရီဂိုးစ်ကိုမော်ဆွမ်းအတုံးချချင်ရောက်ပြီလို့ပြောလိုက်ပါတယ်မေရီလည်းပဲမျက်ခင်းပေါ်မှာလက်ထောက်ပြီးတော့သူ့ရဲ့မော်ဆွမ်းဂါရာကိုယူလိုက်တဲ့အခါမှာမျက်ပေါက်နေသမျှကုန်းမြေအားလုံးမှာမော်မူပွင့်နေပွင့်လာကအစိမ့်ငွေထွက်လာခဲ့ပါတယ်တော်ရဲကနေဝင်လာခဲ့တဲ့ရှီပီးတက်ခုကလည်းမျက်ခင်းတွေပေါ်ရှောက်ရင်းနဲ့မေရီရဲ့မူမော်အစိမ့်ငွေကြီးကြောင့်မလို့အကုန်လုံးလဲကြသေးဆုံးသွားခဲ့ပါတယ်ပေးတဲ့အခါမှာရန်နီဖာက ကိုရီးယားဘယ်ချန်ကရန်သူတွေကလည်းကတ်လာတာအယမ်းမြန်နေကြောင်းသတိပေးလိုက်ပါရီကိုရီးယားကလည်းသူ့ရဲ့မော်စွန်းကိုတုံးပြီးတော့ရှေ့ပြေးနောက်တစ်ဖွဲ့လုံးရဲ့အယိုးတွေကိုအကုန်လုံးချိုးပစ်လိုက်ပါရီအဲ့တော့ရန်နီဖာကလည်းဆရီနာရဲ့ဘက်ကရန်သူတွေလည်းနီးလာလို့သူအချက်ပြနဲ့ပြစ်ဖို့အကြောင်းကြားလိုက်ပါရီဆရီနာကလည်းလေးများရင်နဲ့ဖောက်ခွဲပစ္စည်းတွေကိုကင်ဆောင်နေတော့ရန်နီဖာပြစ်ဖို့အမိန်ပေးတာကြားလိုက်ပါရီဆရီနာဦးဆောင်ပြီးတော့ဖောက်ခွဲပစ္စည်းတွေနဲ့ပြစ်ဖောက်ခွဲလိုက်တာကြောင့်မလို့နက်ဖ်ကရဲ့နောက်ထပ်ရှေ့ပြေးတစ်ဖွဲ့လေးပဲကြာဆုံးသွားပါရီ ရှေ့ပြည်တပ်ဖွဲ့ကြာဆုံးသွားတဲ့အခါမှာလက်ထောက်စစ်သူကြီးကဖရန်ဂျီလာကိုနောက်ထပ်ဘာလုပ်ရမလဲလို့မေးပါတယ်။စစ်သူကြီးကဟတ်ကလည်းစစ်မျက်နှာပြောင်းတိုက်မယ်လို့အမိန်ပေးကတခြားတစ်ဖက်လှည့်ပြီးတော့တွားခိုင်းလိုက်ပါတယ်။ဖရန်ဂျီလာနဲ့လက်ထောက်စစ်သူကြီးတို့ကတက်တခုကိုဦးဆောင်ပြီးတော့တခြားစစ်မျက်နှာကနေဝင်းဖို့ထွက်သွားတဲ့အချိန်မှာစစ်သူကြီးကဟတ်နဲ့စစ်တပ်တချို့ပဲကြံခဲ့ပါတယ်။အဲဒီအချိန်မှာရန်နီဖာကကဟဲ့ရဲ့တက်ကိုဝင်တိုက်ဖို့ဗေဂါဖို့ပြောလိုက်ပါရီဗေဂါဖို့ကလည်းမှုံမှုဝါကနေခုံထွက်လာပြီးတော့ဂဟဲ့နဲ့အပြန်အလှန်တိုက်ခိုက်ပြီးမေဂဟဲ့ရဲ့တိုက်ခိုက်တာကိုပဲအလူးလဲခံလိုက်ရပါရီ ဂဲကလည်းဗေဂါဖိုအတိမတက်ပဲတောင်းကိုကန်ချာထားခဲ့လိုက်ပါ ड़ी ဖရန်ဂျီလာနဲ့တူတူပါသွားတဲ့တက်စုတစ်ခုကလည်းဒေါ်တနီယာရောက်တဲ့အခါမှာဖရန်ဂျီလာကရက်ပြီးတော့သူမိန်ဘေးရနဲ့ပြစ်ဖို့ပြောလိုက်ပါ ड़ी အဲ့ချိန်ဖရန်ဂျီလာရဲ့မော်တဘေးကလည်းမိโกမျိုးရင်းနဲ့တူတူခံတဲ့တကားဝါနာအထိရောက်လာပြီးတော့တကားကိုဖြက်စီကသူကိုယ်တိုင်လည်းပြာကျသေးဆုံးပြီးတဲ့နောက်တစ်တာဘူးလေးသာပြုတ်ကျကျန်နေခဲ့ပါ ड़ी အဲ့ချိန်ဖရန်ဂျီလာကမော်မော့ဝါတစ်ခုဖန်ဆင်းပြီးတော့စစ်တီတွေကိုမိုးဝါတွေများပြီးပြစ်ဖို့တော့မိန်ပေးလိုက်ပါ ड़ी ခန်းထဲမှာလေးပဲတကားကျိုးပဲ့သွားတဲ့အတွက်ဖရန်ဂျီလာရဲ့မော်မုတ်ဝါကခန်းထဲမှာပွင့်သွားခဲ့ပြီးတော့အများကြီးထွက်လာကရွာသားတို့သေဆုံးသွားပါလိမ့်ရန်နီဗာကလည်းခန်းထဲပေါက်သွားတဲ့အတွက်ထက်စီရာကိုဆက်သွယ်ပြီးတော့ဖရန်ဂျီလာကိုတားဖို့ပြောလိုက်ပါလိမ့်အဲဒီအချိန်ထက်စီရာကဖရန်ဂျီလာစီကိုရောက်လာပြီးတော့သူတို့ဘက်တွေအကုန်လုံးကိုတားသမီးလိုဒိုင်းလိုချစ်တဲ့ထက်စီရာကဖရန်ဂျီလာကိုဗတ်ပြောင်းလာဖို့ချုံမော့ပြောနေပါလိမ့်ဖရန်ဂျီလာကတော့ထက်စီရာပြောတာဂယူးဆိုင်ပင်နဲ့အငိုက်ဖမ်းပြီးတော့လက်ဦးအောင်တိုက်ခိုက်လိုက်တဲ့အတွက်ထက်စီရာလေးပဲမော်အချုံတော်မိသွားကလေးကြသွားပါတော့တယ် ရန်ဂျီလာကတော့သူ့ကိုဘယ်သူမှမတားနိုင်ဘူးလို့ပြောပြီးတော့ဂါလာတခုကိုထိုက်ရိုက်လိုက်တဲ့အခါမှာခိုင်ထဲမှာကြာနေတဲ့တစ်တာဘူးကပွင့်သွားပြီးတော့ပိုးကောင်နေအများကြီးထွက်လာခဲ့ပါလေ။တပတ်ပါလေဂေရော့ကလဲပေါ်မှာစိတ်ထင်အောင်ထင်မှဖြစ်နေရာကနေနိုးလာပြီးတော့သူ့ရဲ့အိတ်ထဲမှာရှိတဲ့ဝစ်ချာစီးရီဘလင်းကိုတဝက်တော့တဝက်ကိုအနာပေါ်လောင်းချလိုက်ပါလေ။ပြီးတော့မှဆိုရန်တောင်နဲ့တဖက်ချန်တိုးထဲမှာသူ့ကိုကူပေးနိုင်တဲ့သူရှိလို့ရောက်အောင်မောင်းဖို့ဝေးဖို့လဲသမားကိုပြောလိုက်ပါလေ။ လဲသမားဖိုးကြီးကလည်းလဲကိုဆက်မောင်းတဲ့ချိန်ဂေရောကတော့အစိတ်တက်ပြီးတော့ထင်းအောင်ထင်းမားနဲ့သူ့ရဲ့ငယ်ဘောကိုပြန်ရောက်သွားတယ်လို့ဖြစ်နေပါ ರೀ သူ့မိနဲ့သူတို့ဆင်းရဲတဲ့ဘဝမှာမော်နဲ့ဖန်ဆင်းထားတဲ့စားစရာတွေပဲစားပြီးတော့ကြီးပင်းခဲ့ရပေမဲ့တနေ့မှာတော့အမေကသူ့ကိုထားခဲ့ပြီးတော့ထွက်သွားခဲ့တဲ့အတွက်ဝေချာစုဆောင်ရေးတဲမှာပါသွားခဲ့ရပုံဒီကိုပြန်မြင်ရောင်ဝင်နေတတိယတစ်ချက်မရတစ်ချက်ဖြစ်နေပါ ರೀ အဲ့အချိန်ခန်းထဲမှာလည်းပဲဂိတ်ပေါက်သွားတဲ့အတွက် nav ကစစ်သားတွေကအနာတိရောက်ကတ်လာနိုင်ခဲ့ပါ ರೀ ရဒီဖာကလည်းပဲအပြင်ဘက်ကအဖွဲ့ရည်စီကိုအအောင်ခံကြည့်တဲ့ခါမှာတော့အကုန်လုံးတည်ရသူကတည်အဆက်အသွယ်မရတဲ့သူကမရဖြစ်နေရကြောင်းမလို့မေးရိုးဆက်တွေ့ပြီးတော့ဂိတ်ကိုထိမ့်မိထားဖို့တက်ပြောလိုက်ပါရီမေရီကလည်းမော်စွမ်းနဲ့နွေဘီနီကိုပေါအောင်လောက်ကဂိတ်ကိုပိတ်ဖို့ကြိုးစားရင်းနဲ့နက်ဖ်ကစစ်သားတွေကိုထိန်းနေခဲ့ပါရီအဲဒီချိန်ဆာဘရီနာကရုတ်တရက်အသီးစိတ်လွတ်တလို့ဖြစ်သွားကသူ့လိုပဲအသီးစိတ်လွတ်နေတဲ့ကလေးနှစ်ယောက်ကိုဖောက်ခွဲပစ္စည်းပလင်းတစ်ခုပေးလိုက်ပါရီကလေးနှစ်ယောက်ကလည်းအသီးစိတ်မရှိတော့ဘဲနဲ့ပလင်းကိုကိုင်းကအပေါ်တက်ကိုတက်သွားပြီးတော့ဖောက်ခွဲပစ္စည်းပလင်းနေထားတဲ့ခုံပေါ်ပြစ်ချဖောက်ခွဲလိုက်ပါရီ အဲအကြောင်ခိုင်တဲ့ထဲမှာလည်းပောက်ကွဲမှုတွေဖြစ်ပြီးတော့ရွာသားတွေထပ်တည်ခဲ့ရပါပြီ။ရီနာကလည်းအသေးစိတ်မဲနေတဲ့ပုံစံနဲ့ရနီဗာရှိရာမျောစင်ပေါ်တက်လာခဲ့ပါပြီ။ရနီဗာကလည်းဆပရီနာကိုသတိမထားမိပဲနဲ့စကားပြောဖို့လုပ်နေတဲ့ချိန်ဆပရီနာကမြားရံနဲ့ရနီဗာကိုထိုးလိုက်ပါပြီ။ရနီဗာလည်းအံ့ဩပြီးတော့ဆပရီနာကိုတေချာကြည့်လိုက်တော့မှဆပရီနာရဲ့နားထဲမှာတစ်တာဘူးလေးကဘိုးကောင်ရောက်နေတာကိုတွေ့လိုက်ရပါပြီ။ဆပရီနာရောကလေးနှစ်ယောက်ရောဖရန်ဂျီလာရဲ့အမိန်အော် ရောက်သွားပြီဆိုတာကိုရနီဗာသိလိုက်ချိန်ပောက်ကွဲမှုကြောင့်နှစ်ယောက်စလုံးမျောစင်အောက်ကိုပြုတ်ကျသွားခဲ့ပါပြီ။ အဲရောမဆာဘရီနာကလည်းပိုးအောင်ထွက်သွားပြီးတော့အသီးစိတ်ပြန်ဝင်ကရန်နီဖာကိုတောင်းပန်ရင်းနဲ့လဲကြသွားပါရီရန်နီဖာလည်းသူ့ရဲ့မျက်စိအရှိမရင်တယောက်ပြီးတယောက်သေးချေပျက်စီးနေအောင်မြင်ပြီးတော့စိတ်တွေလွတ်နေပါရီမေရီကလည်းနွယ်ပင်နဲ့ဂိတ်ကိုပိတ်နေရင်းနဲ့စေသားတယောက်ရဲ့မီးတုံးနဲ့ထိုးရခံရပြီးတော့မီးလောင်ခံနေရပါရီရန်နီဖာလည်းဒေါသောပြန်ထိန်ချုပ်ကခံတဲ့ပြင်ကိုထွက်ပြီးတော့ရသမျှပြန်လဲတိုက်ခိုက်နေပါရီအဲဒီအချိန်မှာတောင်အောက်ပြုတ်ကျသွားတဲ့ဘဲကားဖိုးကပြန်လဲထလာပြီးတော့ဒဏ်ရာရနေတဲ့ရွာသားကောင်းဆောင်ကိုတူးနဲ့ထူးသက်ကအောင်မြင်သူတယောက်လိုမျိုးလှည့်ထွက်သွားခဲ့ပါရီ ရန်နီဖာကလည်းဗေဂါဖို့ပြန်သတိရလာတာကိုအအောင်ရပြီးတော့အကူအညီလိုကြောင်းစိတ်နဲ့ဆက်သွယ်ပြောခဲ့ပေမယ့်ဗေဂါဖို့ကတော့ဂီယုမဆိုင်ဘေးနဲ့ထွက်သွားခဲ့ပါတယ်။ကဲတော့ကလည်းအဖိုးကြီးစကန်းချလာတဲ့တိုးရဲမှာသတိလစ်မေမျောနေနေစိတ်ထင်အောင်ထင်မှဖြစ်တယ်လို့လို့တကယ်ဖြစ်တယ်လို့လို့နဲ့အမျိုးသမီးတယောက်စီးလာကူပြီးနေတာတွေ့လိုက်ရပါတယ်။ကဲတော့ကလည်းအမျိုးသမီးကိုရန်နီဖာလို့မြင်နေပေမယ့်သတိပြန်ကပ်ပြီးတော့ကြည့်တဲ့ခါကျမှသူ့မိဖြစ်နေတာတွေ့လိုက်ရပါတယ်။အဲဒါကြောင့်ဂေရောကလည်းပဲသူ့ကိုပြစ်သွားတဲ့သူ့ရဲ့အမေကိုစိတ်ဆိုးပြီးတော့ သူ့ရဲ့ငယ်ဘဝတလျှောက်လုံးမှာဝစ်ချာဖြစ်ဖို့ခက်ခဲခဲ့ရတဲ့အကြောင်းတွေပြောရင်းနဲ့ပြစ်သွားရတဲ့အကြောင်းပြချက်ကိုမေးလိုက်ပါတယ်။သူ့မိကလည်းဘာမှမပြောရင်းနဲ့အိမ်မွေးချကကန်ဂျမာလူတိုင်းမဲ့ကောင်မလေးကိုရှာဖို့ပြောပြီးတော့ပျောက်ွယ်သွားခဲ့ပါတယ်။ကဲတော့ကလည်းအိမ်မက်ထဲမှာအိမ်မွေးချကလည်းရပြီးတော့အပြင်မှာလန်လို့လာတဲ့ခါမှာအဖိုးကြီးကိုဆေးကုပေးနေတဲ့မိမဘယ်ရောက်သွားလဲလို့မေးလိုက်ပါတယ်။အဘိုးကတော့ဂေရော့ဂေအောင်ကတန်းယူနေတဲ့မိမနံပါတ်ကြီးများလုံးလို့သူမသိဘူးလို့ပြန်ပြောလိုက်ပါတယ်။ဂေရော့ကလည်းမော်ပညာနဲ့သူ့အမေစီးလာကူပေးခဲ့တယ်ဆိုတာကိုသဘောပေါက်သွားပြီးတော့ အဖိုးကြီးကိုစစ်ပစ်နေတဲ့စူဒန်တောင်တန်းစီကိုလိုက်ပို့ဖို့ပြောပါတယ်။အဖိုးကြီးကလည်းဂဲရောကသူ့ရဲ့တပ်ကိုကယ်တင်မှုတဲ့အတွက်အကျွေးကြင်အောင်လို့လိုက်ပို့ပေးမယ်လို့ပြောကလက်ကိုဆက်မောင်းသွားခဲ့ပါတယ်။အေဗန်ခန်တက်မှလည်းပဲရန်နီဖာတယောက်ပဲဒဏ်ရာအသေးပွဲနဲ့ကြံခဲ့ပြီးတော့ဂျန်နဲ့လူတွေအကုန်လုံးကသူ့မျက်စိအောက်မာနေမယ်ကြာဆုံးခဲ့တာတွေကြည့်ပြီးတော့ရန်နီဖာကလည်းသူ့ကိုလမ်းညွန်ပေးဖို့ထက်စီရာကိုဆက်သွယ်အကူအညီတောင်းနေပါတယ်။အဲ့တော့ကြွားသွားတဲ့ Frangila လေး Nefga နဲ့ပူအောင်ပြီးတော့အကန့်အသတ်မရှိတဲ့မော်ပညာတွေကိုလက်ခံလိုက်ဖို့ Renifa ကိုစိတ်ထရရနဲ့လမ်းပြီးတော့မဲဆွဲလိုက်ပါရီ အဲအချိန်ထက်စီရွာကလည်းအားကုန်သုံးပြီးတော့ခိုင်နက်စီပြန်ရောက်လာက Renify ရဲ့အစွမ်းတွေကိုထိချုပ်မထားတော့ဘဲနဲ့စိတ်ထဲမှာရှိသမျှပောက်ကွဲထုတ်ဖြစ်ဖို့အတွက်ပြောလိုက်ပါရီဒေါသထွက်တဲ့ Renify ကလည်းထက်စီရွာစီကထိနေတဲ့ဇကားတွေကိုမကြားရဘဲနဲ့ပောက်ကွဲပြစ်လိုက်ဖို့ပြောတန်ကြာနေသူ့ရဲ့မော်စွမ်းတွေအကုန်လုံးကိုဖွင့်ထုတ်ပြစ်လိုက်ပါရီ Renify ရဲ့မော်စွမ်းကြောင့်မလို့စူရန်တောက်တန်းတစ်ခုလုံးမိကောက်ပြင်းဖြစ်သွားက Nefka စစ်တီတွေအကုန်လုံးသေဆုံးကုန်ပါရီစူရန်နေမီတစ်ခုလုံးလည်းမီးလောင်ပြာကြပြီးတော့တုတ်တိုင်တစ်ခုလိုဖြစ်သွားခဲ့ပါရီ အဲဒီအချိန်ကျမှမြောက်ပိုင်းစစ်ကို Fortress ရဲ့စစ်တပ်ကြီးကတောင်ကုန်းတော့ရောက်လာပြီးတော့အပြက်စီးတွေကိုရက်ကြည့်နေခဲ့ပါရီ။ Renifa လည်းသူ့ရှိသမျှမော်စွမ်းတွေကိုအကုန်သုံးမိပြီးတော့ပျောက်ကွယ်သွားခဲ့ပါရီ။အားကြောင့် Tassira ကလည်းအကုန်လုံးပြီးသွားတဲ့အချိန်မီးလောင်ပြင်းထဲမှာ Renifa ကိုအော်ခေါ်ပြီးတော့ရှာဖွေနေပါရီ။အဲဒီအချိန်မိမကြီးရဲ့အိမ်ဟောင်းမှာရောက်နေတဲ့စီဝဲလာကအိမ်မက်လိုလိုအနာဂတ်ကိုကြိုမြင်တယ်လို့လို့နေဂဲရောကမီးလောင်ပြင်းထဲမှာ Renifa ကိုအော်ခေါ်နေတာမြင်ခဲ့ရပြီးတော့လန်နိုးလာခဲ့ပါရီ။ အဲဒါကြောင့်စီရယ်လာကလည်းအေယာကထပြီးတော့ဝေစားလေးကသူမြင်ခဲ့ရတဲ့နေရာစီကိုသွားဖို့အတွက်ထွက်ပြေးလာခဲ့ပါရီ။အဲဒီအချိန်ကျမှစစ်ပွဲစီကိုလာနေတဲ့အဖိုးရဲ့လဲကစီရယ်လာရောက်နေတဲ့အိမ်ရှိကိုရောက်လာခဲ့ပါရီ။မိမကြီးလည်းထွက်လာပြီးတော့စစ်ပွဲအခြေအနေတွေပြောပြရင်းဒေါ်ရဲကကောက်ရတဲ့ကောင်မလေးတယောက်ကိုသူစောင့်ရှောက်ပြီးထားတဲ့အကြောင်းပြောလိုက်ပါရီ။ကေရောကလည်းအရင်တုန်းကမင်းသမီး referee ပြောခဲ့မှုတွေတိုးတဲ့မှာတွေ့တဲ့ကလေးမလေးကကေရောရဲ့ကန်ကျမပဲဆိုတဲ့ရှေ့ဖြစ်ဟောစကားကိုပြန်ပြီးတော့တတိယသွားပါရီ။ အဲဒါကြောင့်ခေရောကလည်းလဲဘောဟာဆင်းပြီးတော့စီရယ်လာထွက်ပြေးသွားခဲ့တဲ့တိုးလေးကိုဝင်ပြီးတော့လိုက်လာခဲ့ပါတယ်တိုးလေးရောက်တဲ့အခါမှာတော့စီရယ်လာကလည်းသူ့ကြုံမြင်ခဲ့တဲ့အတိုင်းဂေရောနဲ့ဆုံခဲ့တဲ့အတွက်ဂေရောကိုဖတ်ထားလိုက်ပါတယ်ပြီးတော့မှစီရယ်လာလေးပဲသူ့ကြုံမြင်တဲ့အထဲမှာဂေရောကိုစိုးရိမ်တကြီးအော်ခွန်လေးရဲ့ရန်နီဘာဆိုတာဘယ်သူလဲလို့ဂေရောကိုမေးလိုက်ချိန်မှာပဲတဝေချာစီဇန်1ကလည်းပြီးဆုံးလို့သွားခဲ့ပါပြီဟုတ်ကဲ့ပါရုပ်ရှင်စကားကောင်းလေးတွေကိုအစဉ်စက်မပြတ် recap တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ ZD4 channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါအောင် အားပေးကြပေးတဲ့များလေးပြီးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံတော်မူကြပါစေလို့ GD4 ရဲ့ဝိုင်းတော်သားများကစုမုံကောင်းတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာ